အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိဟာအတ္တနာဟိသုတန္တေနနာထံလပတိဒုံလပံကိုယ့်ရဲ့စိတ်ထဲမှာတကယ်ကိုရှင်းရှင်းလင်းလင်းနားလေထားတဲ့နဲ့ဂါထာတော်တစ်ဖုတ်နော်ကိုဘဝမှာကိုသာလင်ကိုအတွက်အားကိုရာရှိတယ်ကိုဟာလွဲလို့တခြားသူတွေဟာကိုအတွက်အားကိုရာမဟုတ်ကြဘူးဟွန်းဒီစကားလေးကရှင်းရှင်းလင်းလင်းတော့နားလည်ဖို့လိုတယ် အပေါ်ယံအာကိုအာရာပြုမှုကတော့တယောက်ကိုတယောက်အမိပြုပြီးတော့အာကိုပြီးတော့နေရတာပေါ့ဒီနေရာမှာကို့အတွက်ကိုပဲအာကိုเสียကို့မှာပဲကို့အတွက်အာကိုရာရှိတယ်သူများကကို့အတွက်အာကိုရာ မရှိဘူးဆိုတာကဘလို့ခြေနေမျိုးကိုရည်ဝဲပြီးတော့ပြောတာတော့တကယ်ဘေးတကယ်ဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာသူများစီမှာ ကို့အတွက်အာကိုရာမရှိဘူး တကယ်အရေးတကယ်ပဲနဲ့တွေ့လာတဲ့အချိန်မှာသူများစီမှာကိုယ်အတွက်အားကိုးရမရှိဘူးကိုယ့်ရဲ့ရင်ဆိုင်နိုင်တဲ့ဉာဏ်ပညာကိုယ့်ရဲ့လက်ခံနိုင်တဲ့အစွမ်းတတ္တိနော်ဘဝရဲ့ဒုက္ခတွေနဲ့ကြုံလာတဲ့အချိန်မှာနားလည်မှုဉာဏ်ပညာလက်ခံနိုင်မှုခန္တီဒီသဘာဝတရားတွေမြင့်မြင့်မာမာရှိနေမှသာလေဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးကငြိမ်းအေးမှာအဲ့ဒီအချိန်မှာ ဥစ္စာပစ္စည်းရလဲကိုယ့်အတွက်အားကိုးရမဟုတ်ဆွေတွေမျိုးတွေမိဘတွေတာသမီတွေချစ်ချင်းဝင်သူတွေဘယ်သူမှကိုယ့်အတွက်အားကိုးရမဟုတ်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်ဆိုတာဘယ်အချိန်နော်တကယ်အရေးတကယ်ဘေးနဲ့ကြုံလာတဲ့အချိန်အဲ့တော့တကယ်အရေးတကယ်ဘေးဆိုတာဘာကိုပြောတာတော့ဦးချင်းနာချင်းတေချင်းနဲ့တွေ့လာတဲ့အခါမှာနော်အိုးလာပြီဆိုရင်အော်ဘေးမှာဘာတွေရှိလို့မှ ဒီအိုခြင်းတရားကြောင့်ဖြစ်ရတဲ့ဒုက္ခတွေဟာပြည်လည်းမသွားဘူးအထူးသဖြင့်အိုတယ်ဆိုတာကနှိမ့်ဆက်တာတဲ့နာတယ်ဆိုတာကြီးကနှိမ့်ဆက်တာပို့ပြီးတော့ကြီးကျယ်အိုခြင်းဘေးတဲ့နာခြင်းဘေးကပို့ပြီးတော့အစွမ်းတတ္တိကြီးမှမှရှိမှရင်ဆိုင်နိုင်မဲ့ဘေးပဲသူကပို့ပြီးတော့ကြောက်မဲ့ဖွေရကောင်းတကယ်နာခြင်းခံခတ်မှုဖြစ်လာပြီးကျမကြီးတကယ်ပျက်စီးလာပြီး လူတွေကအားငယ်ကြတယ် အထူးသဖြင့်ဒီယောဂါကကုလို့မရတော့ဘူးလေနော်သေခြင်းကိုရင်ဆိုင်ရစေမဲ့ယောဂါဆိုမျိုးဒီတောင်ကမကြော်တော့ဘူးလေဒီလိုမျိုးမြန်းနော်ဆိုးရတဲ့ယောဂါမျိုးဖြစ်ခဲ့မယ်ဆိုရင်ပိုးပြီးတော့စိတ်နှလုံးကအားငယ်ရလိမ့်မယ်အင်းအဲ့ဒါထက်ပိုးပြီးတော့ကြောက်မွက်ဖွယ်ရကောင်းတာကကိုကိုကိုဩငါတော့သေရတော့မှာပဲ ေးချင်းတွေဘလို့မှငါမလွန်ဆန်နိုင်တော့ဘူးသေခြင်းတရားအဲ့ဒီသေခြင်းတရားနဲ့တွေ့လာပြီရှင်တော့ပို့ပြီးတော့ဘုဖုံတို့ရဲ့ဥဒုရှင်တွေရဲ့စိတ်ဟာအားငယ်ရလိမ့်မယ်အဲ့တော့တကယ်အရေးတကယ်ပဲဆိုတာအိုခြင်းနာခြင်းသေခြင်းနဲ့တွေ့လာတဲ့အနေအထားကိုပြောတာအထူးသဖြင့်နာခြင်းနဲ့သေခြင်းပေါ့ဘုဖုံတို့မှာအားငယ်ရမယ့်အချိန်တွေကိုရောက်လာအောင်မဲဆိုတာကိုနားလည်ဖို့လိုတယ်နော်အားငယ်ရမယ့်အချိန်တွေရောက်လာအောင်ပါနော် ခုချိန်မှာတော့ဘုံတို့ကကျမ်းမာရေးလေးလည်းအထိုက်လျောက်ပြည့်စုံနေစာဝင်းနေရေးလည်းပြည့်စုံနေသူတစ်ဖြင့်စီဝါရေးလေးလည်းအရှင်ပြေမယ်မိသားစုဆက်ဆံရေးလေးလည်းအခြေအနေကောင်းမယ်ဆိုရင်ကိုယ့်ကိုယ်ကိုအရှင်ပြေတယ်လို့ပဲထင်နေတာဒီချိန်မှာအားငယ်တယ်လို့မရှိဘူးပေါ့ဟုတ်လားအားငယ်မှုကပင်ကိုယ်ကွာစမရှိလို့မရှိတာမဟုတ်ဘူးအားငယ်စရာအကြောင်းနဲ့မတွေ့သေးလို့အားမငယ်သေးတာဟုတ်လား အားငယ်စရာအကြောင်းနဲ့တွေ့လာရင် အားတွေကမဖြစ်ကြပါတော့ငယ်ရမှာနော်ဟုတ်လားတကယ်ကျမရေးစူစူဟာဖောက်ပြန်ကြည့်တောက်လျှောက်အားငယ်တာပဲဟုတ်လားသိရတော့မယ်မှန်တကယ်မြန်သိမယ်ရှင်ဘလောက်တောင်အားငယ်မလို့ဟုတ်လားအဲ့ဒါလို့အားငယ်ရမယ့်အချိန်မှာအားကိုရှိတာကိုဘုံဘုံတို့မှာနော်မလိုအပ်ဘူးလားလိုအပ်နော်အဲ့ဒီချိန်မှာအားကိုဖြစ်မဲ့အရာက အားကိုရမယ့်အရာကဘယ်အရာလဲ ဥစ္စာပစ္စည်းရလည်းပဲထင်တယ်လို့မဟုတ်ဘူးเนาะဟုတ်လားစဉ်းစားကြည့်ချစ်တဲ့ခင်တဲ့လူတွေဘလောက်ပဲဝိုင်းဝန်းလေလီနေအဲ့ဒါတွေကလည်းပဲကိုယ့်ရဲ့စိတ်နှလုံးမှာလောင်းနေတဲ့တောကပိဋိဝါမိကိုတကယ်စင်စစ်ညှိမ့်ပေးနိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ဘုန်းကဒါလေးကိုအလေးနဲ့ထားပြီးတော့ပြောချင်ပါတယ်နော်နာခြင်းတရားသိခြင်းတရားနဲ့တွေ့လာရင်ပုထုရှင်ရဲ့စိတ်ဟာဘာလို့အားငယ်ကြတာလဲဆိုတော့ तू နားလည်အောင်လုပ်မထားဘူးအဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ အဲ့ဒီအနေထားတွေနဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိဘူးနားလည်မှုမရှိတဲ့အတွက်ကြောင့်သူဟာဒီသဘာဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးမမောတယ်တွေ့တာတယ်သူစိတ်ထဲမှာတွေ့တာမမောမှုရှိနေတဲ့အဲ့ဒီပုံကောဟာသူတွေ့တာမမောတဲ့အရာနော်ပြိုလဲတော့မယ်လို့ရိုင်နေလာတဲ့အချိန်မှာနော်တမျိုးတမီဖောက်ပြန်ပြောင်းလဲလာတဲ့အချိန်မှာအော်ငါတော့ ဒီအချိန်နေရတော့ပြောင်းတော့မယ်နဲ့တူတယ်လို့ထင်ရတဲ့အချိန်မှာသူ့စီရာဘာဖြစ်လာမလို့အားငယ်တော့မယ်ပေါ့ဟုတ်လားအဓိကကတော့ဘာဖြစ်လို့အားငယ်တာလဲဆိုရင်အဲ့ဒီမျက်နှိုးမှုမကင်းလို့အားငယ်ရတာအခုလည်းပဲမျက်နှိုးနေတာပဲဘာဖြစ်လို့အားမငယ်တာလို့ဆိုတော့ကိုမျက်နှိုးတဲ့အရာက ပြက်မယ်လို့ကိုကိုအချက်မပြသေးလို့အားမငယ်သေးတာအဲ့ဒီအချိန်ကျတော့ကိုမျက်နှိုးတဲ့အရာကဘလို့အချက်တွေပြနေပြီတော့ပြက်တော့မယ်အချက်ပြနေပြီ ဟုတ်လားအဲ့တော့ကိုမြတ်နိုးတဲ့အရာပျက်စီးမှုကြုံလာတဲ့ချိန်မှာဘုန်းဘုန်းတို့တို့ကအားငယ်ကြတာပါပဲဟုတ်လားအဲ့တော့ဒီသဘာဝတရားတွေကတော့သူကပျက်စီးမှုလမ်းကြောင်းပေါ်မှာသွားနေတာဖြစ်တဲ့အတွက်ကြောင့်မပျက်စီးအောင်သူ့ကိုတားမယ်ဆိုလို့ကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားသူကတော့ပျက်စီးမှာပဲပျက်စီးမှုလမ်းကြောင်းပေါ်မှာသွားနေတာအဲ့တော့ဘုန်းဘုန်းတို့ကအားမငယ်ခြင်းမှုဆိုရင်အဲ့ဒီပျက်စီးမဲ့အရာတွေရဲ့အပေါ်မှာတွေ့တာမမုန်းမှုကိုရှော့ချဖို့ဆိုတဲ့နီလန်းတစ်ခုပဲရှိတယ် ားမငယ်ခြင်းမှုရှင်ဘာလို့ရမှာလို့ Twitter မမောမှုကိုလျှော့ချရအောင်အဲ့တော့ Twitter မမောမှုကိုလျှော့ချမယ်ဆိုရင်လည်းပဲ Twitter မမောမှုကဘာကြောင့်ဖြစ်နေတာတော့ဆိုတော့ဒုက္ခသစ္စာဆိုတဲ့ဆင်းရဲခြင်းအမှန်မကောင်းတဲ့သဘာဝတွေဖြစ်နေတာဆိုတဲ့အမှန်တရားကိုမသိလို့ Twitter မမောမှုကဖြစ်နေတာဟုတ်တယ်မဟုတ်လားကို Twitter မမောနေတဲ့အရာတွေကတကယ်တမ်းကကောင်းမွန်တဲ့အရာတွေမဟုတ်ဆွဲလန်းသိမ့်ပိုက်တဲ့အရာတွေမဟုတ်သို့တော့အဲ့ဒီအမှန်တရားကိုဘုံဘုံတော့သိသလားမသိဘူး ြောရင်အမှန်တရားကိုမသိတဲ့မောဟအဝိဇ္ဇာနော်ဒီသဘာဝတရားဆိုးကြောင့်ဘုံဘုံတို့တွတ်တာမမောမှုဆိုတာဖြစ်တာဟုတ်လားတွတ်တာမမောမှုဖြစ်ပြီဟေ့ဆိုတာ ਨੇ ကိုတွတ်တာမမောတဲ့အရာပျက်စီးတော့မယ်လို့အချက်ပြတဲ့အချိန်မှာဘုံဘုံတို့ဘာဖြစ်ကြရပြီတော့အားငယ်ကြရပြီစိုးရိမ်ကြရပြီငိုကြွေးကြရပြီဟုတ်တယ်မို့လားဒါကြောင့်စိုးအိမ်မှုငိုကြွေးမှုအားငယ်မှုတွေကိုမဖြစ်ချင်ဘူးဆိုရင်တွေ့တာမမှုနေအောင်ဘုံဘုံတို့စူးစမ်းဖို့ပဲရှိတယ်။ တွေ့တာမမောမှုနဲကျင်တယ်ဆိုလို့ရှိရင်လေဘဝရဲ့ဒုက္ခသစ္စာတဘောမကောင်းမွန်တဲ့တဘာဝတို့ရဲ့ဖြစ်စဉ်ပဲဆိုတဲ့အမှန်တရားကိုသိအောင်ဘုက္ခုတို့ဘာလို့အောင်မလို့ကျိုးပါအထောက်ရမယ်အဲ့လို့ဆိုရင်ဒုက္ခသစ္စာမကောင်းတဲ့တဘာဝအမှန်တရားတွေလို့ဘဝခန္ဓာရဲ့အပေါ်မှာအမှန်သိဖို့ဆိုရင်ဘုက္ခုတို့ဘာလို့အောင်မလို့သတိပဋ္ဌာန်တရားကိုအထောက်ရမယ်မြင်တိုင်းကြားတိုင်းအနံ့ရတိုင်းစားတော့တိုင်းတွေ့ထီတိုင်းတွေ့ကြံတိုင်းချမ်းသာမှုဆင်းရဲမှုဝေဒနာတွေဖြစ်တိုင်း နော်အနှစ်ချုပ်ပြောရရင်တော့ဒါပါပဲဟုတ်လားမြင်ကြားနံစားထိတွေး6မျိုးအဲ့ဒီ6မျိုးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့စိတ်ထဲမှာချမ်းသာခြင်းဝမ်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနေခြင်းဆိုတဲ့ဝေဒနာတရားများတရားတွေဖြစ်တာကိုဘုန်းတော်ဘာလို့ရမလို့ဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့တိမှတ်နေရမယ်ရှုမှတ်နေရမယ်ကြည့်ရှုနေရမယ်ပေါ့ဒါဖြစ်ရင်ဒါဖြစ်သွားတယ်လို့သိမယ်အဲ့ဒါကိုမြတ်စွာဘုရားပို့ပြီးတော့နားလည်မှု ရှိအောင်ကြိုးစားတဲ့နေရာမှာလွဲကူကိုဘယ်ကနေစသင်ပေးတော့ဝင်လေထွက်လေကိုကြည့်တဲ့နေရာနဲ့သင်ပေးတယ်။အဲဝင်လေထွက်လေကအမြဲတမ်းဝင်နေတယ်ထွက်နေတယ်။ဟုတ်လား။အဲ့ဒီဝင်ထွက်နေတဲ့လေလေးကိုဘာလို့မလို့အမြဲတမ်းကြည့်နေတယ်။ဝင်လေထွက်တဲ့ကြောင့်ဖြစ်နေတဲ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုလှုပ်ရှားမှုနဝမ်ပတ်ရဲ့တင့်သွားမှုညော့သွားမှုဖောင်းလာမှုပိန်သွားမှုနော်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့သဘာဝအမျိုးမျိုးဟုတ်လားအဲ့ဒါတွေကိုဘာလို့မလို့ ဖြစ်တိုင်းလိုက်ပြီးတော့ရှုမှတ်နေတယ်ကြည်နေတယ်သိနေတယ်တူတူပါပဲဟုတ်လားအဲ့ဒီလိုဘုံဘုံတို့ဒလဇက်ခန္ဓာရဲ့တဘာဝကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိနေဘူတော်ဘူတံပတ္တိနဲ့နော်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိအဲ့လိုလိုက်သိနေလို့ရှိရင်ခန္ဓာရဲ့မကောင်းမွန်တဲ့ဒုက္ခသစ္စာသဘောတွေကိုတဖြည်းဖြည်းနဲ့မလိုလားမလို့နားလေလားပဲအော်အမြဲတမ်းပြောင်းလဲနေတဲ့အရာပဲတီးနေတာရက်နေတာမှမဟုတ်ပဲဓာတာပဲအမြဲတမ်းဆက်ဖြစ်နေတာမှမဟုတ်ပဲ တဘာဝတရားတွေကတမျိုးတမျိုးတပြိုဖြစ်နေတာပဲနော်ပြောင်းလဲနေတဲ့သဘောတွေပဲလို့သိမယ်ပြောင်းလဲနေတဲ့သဘောတွေလို့သိရင်မကောင်းမွန်တဲ့သဘာဝတွေပဲလို့သိတော့မှာပဲသူဒုက္ခလက္ခဏာပေါ့နော်ဒီသဘာဝကြီးဟာဘလို့လုတ်ပြီးတော့မှမပြောင်းလဲအောင်ကောင်းမွန်အောင်ငါလုတ်လို့မရပါလားပြောင်းလဲမှုဖြစ်စဉ်ကြီးကိုမပြောင်းလဲအောင်တည်တတ်အောင်ဘုံဘုံမလုံနိုင်ဘူး တော့မကောင်းမွန်တဲ့ဖြစ်စဉ်ကြီးကိုကောင်းမွန်အောင်လည်းလုပ်လို့မရဘူးဆိုလိုတာကအနေဆာကိုနေဆာဖြစ်အောင်လုပ်လို့မရဘူးဒုက္ခကိုဒုက္ခဖြစ်အောင်လုပ်လို့မရဘူးကျွတ်တို့ရဲ့စိတ်ကလေးကအနေဆာကိုနေဆာဖြစ်ချင်တယ်နော်ဒီတိုင်းဒီတိုင်းလေးရက်တီနေခြင်းနဲ့ပြောင်းလဲမသွားခြင်းဘူးဟုတ်လားကောင်းမွန်ခြင်းနဲ့မဆိုးဝါးခြင်းဘူးသို့တော့ရုပ်နဲ့ရဲ့သဘာဝကတည်မြဲတဲ့သဘောလည်းမရှိဘူးကောင်းမွန်တဲ့သဘောလည်းမပါဘူးအဲ့ဒါကိုသိလို့ရှင်အော်ငါဘလို့ပဲ တည်မြဲခြင်းနေနေကောင်းမွန်ခြင်းနေနေ तू อ่ะအဲ့လိုလှုပ်လို့ရတဲ့အရာမဟုတ်ပါလားလို့တိသွားတာကိုဘာလို့ခေါ်တော့အနတ္တကိုမြင်နေခေါ်တာပေါ့နော် तू သဘော तू ဆောင်းနေတာငါဘာမှဝင်ရောက်ပြီးတော့ငါအလိုငါဆန္ဒငါသဘောဘာမှလှုပ်လို့မရပါလားငါအလိုငါဆန္ဒကဘာတွေဖြစ်နေတာလို့တည်မြဲခြင်းနေကောင်းမွန်ခြင်းနေဟုတ်တယ်မို့လားအဲ့ဒီဆန္ဒကပြိမဲ့ဆန္ဒလားမပြိပါဘူးဟုတ်လား အဲ့လိုကိုစိုးကိုပိုင်ကိုဖြစ်ခြင်းတဲ့အတိုင်းပဲဖြစ်ဘူးဆိုတာကိုဘာလို့ပြောကြတာတော့အနတ္တလို့ပြောတာနော်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဘာလို့ ਆ မှာတော့သတိပဋ္ဌာန်တရားပွားရမယ်သတိပဋ္ဌာန်တရားပွားရင်အနိစ္စဒုက္ခအနတ္တသိမယ်တဖြည်းဖြည်းနဲ့နော်ဘဝခန္ဓာရဲ့ဒုက္ခသစ္စာသဘောကိုနားလည်လာမယ်နားလည်လာရင်နားလည်လာတယ်လို့ဘဝခန္ဓာရဲ့ပုံမှာညစ်ကပ်မှုတွေ့တာမှုမမောမှုဘာဖြစ်သွားမှာတော့နေမယ်ညစ်ကပ်တွေ့တာမှုနေရင်နေသလောက်နော်ပျက်စီးခြင်းကြလို့ပျက်စီးရတဲ့အခါကာလမျိုးမှာဒီလိုပါပါတော့ အများကြီးလက်ခံနိုင်တယ်ဟုတ်တယ်မဟုတ်လားနော်လက်ခံနိုင်တယ်ဆိုတာဘုံကခန္တီလို့သုံးခြင်းတယ်သိခံနိုင်တယ်ဒေါသမဖြစ်ဘူးဒါ तू ကဖြစ်တတ်တဲ့သဘာဝကြီးဒီတိုင်းဖြစ်မဲ့သဘောကြီးဒါပဲ तू လမ်းတင် तू သွားတာကိုကမကြိုက်လို့နော်ဒေါသတွေဖြစ်နေလို့လက်မခံနိုင်လို့လည်းပဲ तू ကပြောင်းလဲပေးမယ့်အရာဟုတ်သလား तू ကတော့ပြောင်းလဲပေးမှာမဟုတ်ဘူးနော် तू ကတော့ तू လမ်းစဉ် तू တိုင်းသွားမှာ तू လမ်းစဉ်ကဘယ်လမ်းစဉ်တော့အနေအဆဖြစ်တဲ့လမ်းစဉ်ဒုက္ခဖြစ်တဲ့လမ်းစဉ်ပေါ့ဟုတ်တယ်မဟုတ်လား ဲ့တော့ဘုံဘုံတို့ကသူ့ကိုဒေါသမဖြစ်ဘဲနဲ့ပျက်စီးလာတဲ့အချိန်မှာနော်စိတ်မတူသေးဘဲနဲ့စိတ်တိုင်းမကြရင်မဖြစ်စီဘဲနဲ့နော်နေနိုင်ဖို့ဆိုတာပါတော့တိခံမှုပေါ့ဟုတ်လားလက်ခံနိုင်မှုတိခံမှုမြင်မာအဲ့ဒီတိခံမှုမြင်မာဖို့ဆိုရင်သူ့ရှိရာဘာမြင်မာမှာတော့ဆိုတော့နားလည်မှုမြင်မာရမယ်နားလည်မှုကပညာပဲလက်ခံနိုင်မှုကခန္တီပဲသဘောပေါက်လားမသိနော်နားလည်မှုကဘာတော့ပညာအမှန်တိုင်းသိတာ အမှန်တိုင်းသိရင်လက်ခံနိုင်တာပဲဟုတ်လားအတော့ကျွန်တော်ကနားလည်မှုကိုမြင့်တင်လိုက်လို့ရှိရင်လက်ခံနိုင်မှုကလည်းမဖြစ်လာမှာတော့မြင့်လာမယ်အဲ့ဒီအချိန်မှာဘုံတို့စိတ်ဟာရောက်ရက်ခတ်တာတွေပူလောင်တာတွေမဖြစ်သွားမှာတော့နည်းသွားမယ်နော်တည်ငြိမ်မှုအေးချမ်းမှုရမယ်ပေါ့ဘယ်လိုအနေအထားမျိုးမှာတော့အားငယ်စရာကောင်းတဲ့အခြေအနေတွေနဲ့ကြုံလာတဲ့အချိန်မှာဘုံတို့စိတ်ကလေးဟာတည်ငြိမ်မယ်အေးချမ်းမယ်ပေါ့အားငယ်စရာကောင်းတဲ့အခြေအနေကဘယ်အခြေအနေကိုပြောတာတော့အထူးသဖြင့်နာခြင်းသိခြင်း မတွေ့ဘဲနေမှာမဟုတ်ဘူးเนาะအသက်တွေလည်းကြီးပြီဟုတ်လားဘွားဟုတ်လားအသက်တွေကြီးပြီဆိုတော့တွေ့ဖို့ဟာမဖြစ်လာတော့အရန်ကိုနီးကပ်နေပြီဟုတ်လားအဲ့ဒီအချိန်မှာငါအားငယ်မှလားဒါမှမဟုတ်ငါမှနော်ဘွားခန္ဓာကြောင့်အမှန်သိအောင်လုပ်ထားတယ်ဉာဏ်ပညာရှိတဲ့တို့ကြောင့်အားကိုရရှိလို့ငါအားမငယ်ပဲနေမဲ့ငါလားဘာလို့ဖို့လို့တော့စီစစ်ဖို့လို့တယ်နော်အားငယ်မဲ့ငါလားအားမငယ်မဲ့ငါလားဒီတိုင်း နေလို့ဉာဏ်ပညာကိုရအောင်ရှာမထားဘူးဆိုရင်တော့တတ္တဝါတွေကဘာဖြစ်ကြမှာတော့အားငယ်ကြမှာနော်ဟုတ်လားဒါကြောင့်အားငယ်ချိန်မှာအားကိုရှိဖို့ဆိုလို့ရှိရင်ဘုံဘုံတို့ဘာရအောင်လုပ်ထားမှာဆိုအမှန်အကန်နားလည်မှုပညာကိုရအောင်ရှာထားရမယ်ဘယ်နည်းလမ်းကိုအသုံးပြုပြီးတော့ရှာရမှာတော့တတိပဌံနည်းလမ်းကိုအသုံးပြုပြီးတော့ရှာရမှာနော်ဝင်လေထွက်လေကိုအခြေခံနေရာမှာထားပြီးတော့အမြဲတမ်းသိတဲ့အလေးချင်းကိုလေ့ကျင့်ရအနာပါနာကမ္မထံပင်တိုင်းထားပြီးတော့လေ့ကျင့်ဟုတ်လား လေ့ကျင့်ပြီးရင်ဘာလို့မလုပ်မြင်တိုင်းကြားတိုင်းအနံ့ရတိုင်းစားတော့တိုင်းတွေးထီတိုင်းတွေးကြံတိုင်းအဲ့ဒီ6မျိုးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာမှုဆင်းရဲမှုတွေဖြစ်တိုင်းဖြစ်တိုင်းဒါအနှစ်ချုပ်ကလေးကိုပြောတာဟုတ်လားအဲရိတ်သာသွားပြီးတော့အထုမရလို့မဟုတ်တော့ဘူးနော်ဟုတ်တယ်မဟုတ်လားဒီသဘာဝတွေကအမြဲတမ်းဖြစ်နေတာပဲလေနော်ရိတ်သာဆိုတာတစ်နှစ်မှာဘယ်နှစ်ရက်သွားနိုင်မှာတော့တကယ်လက်တွေ့ဘဝကိုယ်ရင်မှာပဲကိုနေကြတာမဟုတ်လားဟုတ်လား တကုတ်အိမ်မှာကိုနေတဲ့အချိန်မှာကိုယ်ခန္ဓာအကြောင်းကိုယ့်အကိုသိအောင်လုပ်တာပဲသတိပဋ္ဌာန်ဤပညာကိုကျွမ်းကျင်အောင်လေ့လာသင်ယူပြီးလို့ရှိရင်အဲ့ဒါကိုတတ်နိုင်တယ်ဗျာတော့လေ့ကျင့်အဲ့ဒီဤဖြင့်သာလေဘုံဘုံတို့ဟာဘဝခန္ဓာအကြောင်းကိုအမှန်သိတဲ့ဉာဏ်ပညာကိုရနိုင်တာဖြတ်လမ်းမရှိဘူးနော်သတိပဋ္ဌာန်ဤပညာကိုအသုံးပြုမှသာလေဘုံဘုံတို့ဟာဉာဏ်ပညာကိုရနိုင်တာအဲ့ဒီဉာဏ်ပညာဆိုတဲ့နားလည်မှုကိုရမှခန္တီဆိုတဲ့ ခြေအနေဆိုးတွေနဲ့တွေ့လာတဲ့အခါမှာတိခန့်နိုင်တယ်လက်ခံနိုင်တယ်ဆိုတာဖြစ်တာ။နောက်ကြီးကပုံရံလောက်တော့ဘုံဘုံတော့တိခန့်နိုင်တယ်တကယ်ဒုက္ခရောက်လာပြီဆိုရင်တိမခန့်နိုင်တော့တကယ်ဒုက္ခရောက်တယ်ဆိုတာဘယ်အခြေအနေကိုကြီးပဲပြောတာတော့နာခြင်းသေခြင်းဟုတ်လားနာခြင်းသေခြင်းနဲ့တွေ့လာရင်တိခန့်နိုင်မှုဆိုတာအလွန်ကြီးကြီးတယ်။နော်ဒါကြောင့်မြတ်စွာဘုရားကနာလာတဲ့အချိန်မှာဖရာရဲ့အဆုံးမှာသူတော်ကောင်းတရားကိုတိအောင်ကျင့်ဖို့ဆိုတာမလွယ်ဘူးခက်တယ်လို့မြတ်စွာဘုရားဟောတယ် ဆက်ပြီးတော့ဗာပြောတယ်ထင်တော့သူတော်ကောင်းတရားကိုသာတိအောင်လှုပ်ထားမယ်ဉာဏ်ပညာကိုသာရအောင်ရှာထားမယ်ဆိုရင်အဲ့ဒီနာတဲ့အချိန်မှာသူဟာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်လို့ဟောတယ်။ဟာအာကိုးစရာလေးကိုရသော်ဘုရားပြထားတာနော်။အာကိုးရာကနော်နာတဲ့အချိန်ကျမှကတ်ရှာလို့ရမှာမဟုတ်ဘူး။နော်ဘုံဘုံတော့အားငယ်တာပဲချင်းအားငယ်ကြမှာတော့နာတဲ့အချိန်သေတဲ့အချိန်မှာအားငယ်ကြမှာအဲ့ဒီအချိန်မှာအာကိုးရှိဖို့ဆိုရင်အဲ့ဒီအချိန်ကျမှကတ်ရှာလို့ရမှာမဟုတ်ဘူး။ ်မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတာနားတဲ့အချိန်ကျမှဘုရားအဆုံးအမတွေကိုလိုက်နာမယ်သူတော်ကောင်းတရားကိုကျင့်မယ်ဆိုရင်မလွယ်ဘူးတဲ့ဇေနေနာခောပနာဇရာယအဘိဗုဒေနနတ်သူကရံဗုဒ္ဓနံသာသနာမနတိကာတုံတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာဖို့အတွက်မလွယ်ပါဘူးတဲ့နာခြင်းတရားနှိမ့်ဆက်လာတဲ့အချိန်မှာဟုတ်လားဇေနာဟံဓမေနတမနာကတောတကယ်လို့သာတရားကိုရအောင်လုပ်ထားမယ်ဆိုလို့ရှိရင် <laughs> ဇေနဂောပိဖာတုံဝိရိတံမိနာနေရင်တန်းလန်းနေအဲ့ဒီလူကချမ်းချမ်းသာသာ နေနိုင်ပါလိမ့်မယ်တဲ့အာကိုရာရမယ်လို့ပြောတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဘုံဘုံပြောနေတာလေးကရည်ရချက်လေးကမများဘူးအားငယ်ချိန်မှာအာကိုရှိဖို့အားငယ်ချိန်မှာအာကိုရှိဖို့အားငယ်ချိန်ဆိုတာက ရောက်လာအောင်ပါနော် အားငယ်ခြင်းဆိုတာဘာကိုပြောရအောင်နာခြင်းသိခြင်းနဲ့တွေ့တဲ့အခြေအဲ့ဒီအခြေမှာ ကိုတသက်လုံးတံပိုးထားပြီးတော့ရှာဖွေဆူဆောင်းထားတဲ့ဥစ္စာပစ္စည်းပေါင်းတင်ဆက်ဆံထားတဲ့ဆက်ဆံမှုဘယ်ရာကမှကိုယ့်ကိုထိတိယောက်ယောက်နော်ချမ်းသာစီမှာမဟုတ်ဟုတ်လားအဲ့ဒီအခြေမှာဘုံတို့သိခံနိုင်မှကိုချမ်းသာမယ် တိခတ်တယ်ဆိုတာဒေါသမဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းကိုပြောတာဘယ်လိုအာယုံနဲ့တွေ့တွေ့ဘယ်လိုအခြေအနေနဲ့တွေ့တွေ့မတုံလို့ဘူးချမ်းသာတယ်တည်ငြိမ်တယ်ဒေါသဖြစ်ကုန်မဖြစ်ဘူးဆိုတဲ့အနေအထားကိုဗာပြောတာတော့တိခတ်တယ်လို့ပြောတာအဲ့ဒီတိခတ်မှုလက်ခံနိုင်မှုဆိုတာနော်ဘုန်းဘုန်းတို့နားလည်မှုပညာမရှိဘဲနဲ့တိမခံနိုင်မှုနားလည်မှုပညာနော်အဲ့ဒီပညာကိုရအောင်ဗာလို့ရမှာတော့တတိပဋ္ဌာန်တရားကိုပွားပြီးတော့ရှားရမယ်အဲ့တော့ဒီကထာလေးကပြောတဲ့ နော်အသိဉာဏ်ပညာလေးကအလွန်မှနက်နဲတယ်လို့မဆိုနိုင်ဘူးလားအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံဒေနနာထံလပတိဒုံလပအတ္တဟိအတ္တနောနာထောမိမိတည်တာလေမိမိအတွက်အာကိုရာဖြစ်တယ်ကောဟိနာထောပရောတိယကိုဟာလွဲလို့တခြားသူတွေကကိုယ့်အတွက်အာကိုရာမဟုတ်ဘူးဒါတကယ်အရေးတကယ်ပဲနဲ့တွေ့လာတဲ့အခြေအနေတရက်ကိုရည်ရွယ်ပြီးတော့ပြောနေတာဟုတ်လားအဲ့ဒီချိန်မှာအာကိုရာရဖို့ဆိုရင်ဘာလုပ်ရမလဲအတ္တနာဟိသုဒ္ဓံဒေနနာ ကိုယ်စိတ်ကိုသတိပဋ္ဌာန်တရားပွားများခြင်းအပြင်ကောင်းကောင်းဆုံးမသည်ရှိတော်နာထံလပတိဒုံလပံအလွန်ရနိုင်ခဲ့တဲ့အာကိုရာကိုရမယ်အဲဒီသကလုံးလေးကိုတလုံးမကြံဖုံးဖုံးသဘောကျတယ်ရနိုင်ခဲ့တဲ့အာကိုရာတဲ့ကျွတ်တော့ရလွယ်တဲ့အာကိုရာတွေကတော့ရှိပါတယ်ဒါပေမဲ့ဘာပဲမရှိနေတာရနိုင်ခဲ့တဲ့အာကိုရာမရှိဘူးတန်တရားတစ်လျှောက်လုံးအပေါ်ရန်အာကိုရာတွေပဲအာကိုအာရာပြုတ်ပြီးတော့နေလာကြရတာတကယ်အားငယ်ချင်းလေးရောက်ရောအာကိုရာမဲ့ပြီးတော့ပဲတည်ကြရော ဟုတ်တယ်မဟုတ်လားရနိုင်ခဲ့တဲ့အာကိုရာမရခဲ့ကြဘူးဘူးအဲ့ဒါရနိုင်ခဲ့တဲ့အာကိုရာအထုအထိပ်ပြောရမရှင်ရဟန္တာဖြစ်တဲ့အခြေအနေကိုပြောတာနော်အရတ္တမေအရတ္တဖူကိုရနိုင်ခဲ့သောအာကိုရာလို့ပြောတာသို့သောဖုန်းမတို့ကနော်အစင်ကလေးတွေရှော့ပြီးတော့နားလည်မယ်ရှင်သောတပတိမညံဖူညံလောက်ရမယ်ရှင်တော့မသေးကနေပဲဆင်းရဲမှာတော့ဟုတ်တယ်မဟုတ်လားကဲအဲ့လောက်မရဘူးဆိုရင်တော့ဝိပဿနာဉာဏ်ရင့်ကျအောင်ပွားများထားမယ်ရှင်ပွားများမထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပညာလောက်မှမရှိတဲ့ပုဂ္ဂိုလ်နဲ့ရှင်းမယ်ရှင်သူလည်းအများကြီးတည်ငြိမ်အောင်ပါပဲလေ ဟုတ်လားဒါကြောင့်ရနိုင်ခဲ့တဲ့အာကိုရာဆိုတာခြုံငုံပြောရမှာရှင်ဘယ်ရာကိုပြောတာတော့ပညာကိုပြောတာနော်ပညာဆိုတာနော်မှန်မှန်ကန်ကန်သိမြင်နားလည်တဲ့သဘောဘာရဲ့အပေါ်မှာမှန်မှန်ကန်ကန်သိမြင်နားလည်တာဆိုတော့ဘဝခန္ဓာရဲ့အပေါ်မှာမှန်မှန်ကန်ကန်သိတာမြင်တာနားလည်တာကိုပြောတာဟုတ်လားအဲ့ဒီရနိုင်ခဲ့တဲ့အာကိုရာကိုရခြင်းဘယ်လိုလုပ်ရမလို့အတ္တနာကြီးသူတန်တေနာကိုယ်စိတ်ကိုကောင်းကောင်းဆုံးမရမယ်ဘုန်းတို့ရဲ့စိတ်တွေကမောစရာအာယုန်နဲ့တွင်လောဘဖြစ်တယ်အဲ့ဒါရိုင်းဆိုင်နေခေါ်တာပေါ့ မကျင်တဲ့ဆရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်အဲ့ဒါရိုင်းဆိုင်နဲ့ခေါ်တာပေါ့အဲ့ဒီရိုင်းဆိုင်မှုမျိုးမဖြစ်အောင်ကြမ်းထမ်းမှုမျိုးမဖြစ်အောင်ကိုကိုဘာလို့နော်ဆုံးမလားဘာနဲ့ဆုံးမလဲဆိုပညာနဲ့ဆုံးမလားနော်အမှန်တိမှုရှိလို့ရှိရင်တဲ့တဲ့ပြောရင်အနိစ္စဒုက္ခအနတ္တကိုသိလို့ရှိရင်ဘလို့အာယုန်နဲ့ပဲတွေ့တွေ့အဲ့ဒီအနိစ္စဒုက္ခအနတ္တသိတဲ့ပုဂ္ဂိုလ်သိတဲ့အချိန်မှာဘလို့မှလောဘဒေါသဖြစ်လို့မရအောင်ဟုတ်လားအဲ့တော့အနိစ္စဒုက္ခအနတ္တကိုသိဖို့ကလည်းပဲသတိပဋ္ဌာန်တရားကိုပဲပွားကြတာ ဒါကြောင့်ကိုယ်စိတ်ကိုကောင်းကောင်းဆုံးမတယ်ဆိုတာသတိပဋ္ဌာန်တရားပွားပြီးတော့နော်ဘလို့အာယုံနဲ့တွေ့တွေ့ဘလို့အခြေအနေမျိုးပဲကြုံကြုံလောဘဒေါသမဖြစ်အောင်ဆုံးမတာကိုကိုယ်စိတ်ကိုဆုံးမတယ်လို့ပြောတာနော်စကားတွေထက်နေပြီနော်ဟုတ်လားဒါလေးတွေကကြွဉျန်းကျင်ချင်းကိုနားလည်ထားရမယ်သဘောတဘာဝလေးတွေဟုတ်တယ်မဟုတ်လားနော်ပြန်ပြောမယ်နော်ကိုယ်ဟာလွဲလို့ကိုယ်အတွက်အားကိုးရမရှိဘူးနော်ကိုယ်ဟာလွဲလို့ကိုယ့်အတွက်အားကိုးရမရှိဘူးဒါကိုရှင်းအောင် နားလည်အောင်လုပ်တာဟုတ်လား